မိတ်ဆွေကိုကျွန်တော်ကစန်တပြီနဲ့စာအုပ်တော့ပေးမယ်ဆိုရင်ဘာလို့ပြောလဲအောင်မင်းကမှစီးကျန်နေတဲ့နဲ့ကျူဆိုလိုက်ပါတယ်ကျွန်တော်ကတော့စီးပွားရေးနဲ့မားကတ်တင်ပိုင်းကို share လုပ်ပေးနေတဲ့အောင်ကိုဖြစ်ပါတယ်အခုနောက်ကမိငွေရဲ့အဖြေကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်စိတ်အထင်ရလူတွေကစန်တပြီကိုရွေးမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေရဲ့အဖြေနဲ့တူလားမတူလားကိုကလည်းပေါ့တော့စာကြည့်ပါဦး ။ဘာလို့ကျွန်တော်ကအဲ့လိုပြောလဲဆိုတော့ sense ဆိုတာကလူတွေရဲ့အဓိကအခြေခံဖြစ်တဲ့စာဝတ်နေရေးမှာပထမဆုံးအချက်ပြစာ။ဒါကြောင့်မလို့ sense ပြီကိုရွေးကြနိုင်မယ်လို့ထင်တယ်။စာအုပ်ဆိုတာကကြတော့အခြေခံလိုအပ်ချက်မဟုတ်။เนาะဘဟုတုတအတွက်เนาะဖတ်ကြတာ။ကျွန်တော်ဘာလို့ပြောတင်လဲဆိုတော့စာအုပ်ဆိုင်နဲ့ဆန်ဆိုင်ဆိုရင်ဆန်ဆိုင်ကပုံရုံရလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့တယ်ဒါတကယ်ကိုထင်ခဲ့တာဒါပေမဲ့တကယ်လက်တွေ့မှာကြတော့အဲ့ဒီလိုဟုတ်နေပြန်ဘာလို့ကျွန်တော်ဒီလိုပြောလဲဆိုတော့ ကျွန်တော်ကို boost နဲ့ပတ်သက်ပြီးတော့အကူအညီတောင်းဖို့ sound ဆိုင်ကိုဆန်ဆိုင်ကိုကျွန်တော်ကူညီပေးမှုတယ်အဲ့ဒီအချိန်မှာဘာသွားတွေ့လဲဆိုတော့ဆန်ဆိုင်က cost per result လို့ခေါ်တဲ့ဒေါ်လာ၃လိုက်တိုင်းကုန်ကျတဲ့ပတ်စံပုံများနေပြီးတော့ sound ဆိုင်က cost per result လို့ခေါ်တဲ့တဒေါ်လာ၃လိုက်တိုင်းပြန်ရတဲ့ကုန်ကျစရိတ်ကနည်းနေတာပါ CPI ဆန်ဆိုင်ကမြင်ပြီးတော့ sound ဆိုင်ကနည်းနေတယ် ရောင်းအားအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းစောင်းဆိုင်ရောင်းအားဆန်တိုင်းရဲ့ရောင်းအားနဲ့အဲ့ကွာအဲ့တော့အဓိကကျွန်တော်ပြောချင်တဲ့ point ကဘာလဲဆိုလို့ရှိရင်တခုခုကိုလုပ်တယ်ကအထင်းနဲ့ဆုံးဖြတ်လို့ရတေးသေးစားကြလေးလာကြည့်ဖို့လိုတယ်ကျွန်တော်အခုပြောတဲ့အခြေအနေမှာရေဘူးရအားဖြင့်ဆန်ဝယ်တဲ့လူတွေစောင်းဝယ်တဲ့လူကပုံများနေတယ်လို့ပြောလို့ရတယ်ဒါကျွန်တော်ရဲ့အတွေ့အကြုံဒါပေမဲ့နေရာတိုင်းမှာအကိစ္စမှာမဟုတ်ဘူး ထွတ်တော့ပါလို့ညာဒီမျိုးနဲ့ဒီနေရာမှာ စားဝယ်လူကပုံများနေပေမဲ့ဟိုမျိုးနဲ့ဟိုနေရာမှာဆံဝဲလူပုံများရင်ညာနေမှာပေါ့အဓိကပြောချင်တဲ့ message ကကျွန်တော်တို့တစ်ခုခုကိုလုပ်တဲ့အခါအထင်နဲ့ဆုံးဖြတ်လို့မရပါဘူးဒါကြောင့်မို့လို့စီးပွားရေးလုပ်တဲ့အခါကြာလို့ရှိရင် အထင်နဲ့မလုပ်ပါနဲ့ဈေးကွက်ကိုတိအောင်လေ့လာပါဟုတ်ပြီဈေးကွက်ကိုတိအောင်ဘယ်လိုလေ့လာရမလဲဒါကိုကျွန်တော်အမေးပြရှိပါတယ် လိုရင်းတို့ချင်းပြောရမယ်ဆိုလို့ရှင်အချက်သုံးချက်နဲ့စဉ်းစားလို့ရပါတယ်နံပါတ်1ကကိုကဘသူတွေကိုရောင်းပါမယ်နံပါတ်2ကကိုရောင်းမဲ့သူတွေကဘာလိုချင်နေရလဲနံပါတ်3အဲ့ဒီသူတွေကိုကိုနဲ့လုပ်ငန်းသူပြိုင်ဘက်တွေကဘယ်လိုရောင်းနေလဲအဲ့ဒီသုံးချက်ကိုရင်းလေးလာကြည့်အဲ့ဒါကိုလေးလာကြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဈေးကွက်ရဲ့အနေထားကိုအကျဉ်းချင်းလေးတော့ခံမှန်းလို့ရအောင်ဖြစ်ပါတယ် တို့ဒီဘုံဆုံးနေနဲ့ပြန်ပြောမယ်ဆိုလို့ရှိရင်စီးပွားရေးလုံးဝတစ်ခုလုံးပေါ့မယ်လို့စဉ်းစားတဲ့အခါအထင်နဲ့အဆုံးဖြတ်လို့မရပါဘူးတကယ့် data ရင်းတည်အောင်ဈေးကွက်ကိုတင်ချလေးလာဖို့လိုပါတယ်ဈေးကွက်ကိုတည်တည်ချာချာလေးလာတယ်ပြီးမှဒီလုပ်ငန်းဟာဒီနေရာမှာလုံးလို့ဖြစ်နိုင်တာမဖြစ်နိုင်တာဆိုတော့ပြီးမှဖြစ်ပါတယ်အရေးကြီးတာအထင်နဲ့လုံးဝမဆုံးဖြတ်ပါနဲ့ကျွန်တော်ခုနပြောလိုက်တဲ့ data ကကျွန်တော်ရဲ့နေရာမှာမှန်ပြီမဲ့နောက်တဲ့နေရာမှာမှန်ရင်မှ မှန်မှာဖြစ်ပါတယ်ဒါကြောင့်ဒါလေးကိုကျွန်တော်ကအဓိကပြောပြချင်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါအချိန်ပေးပြီးတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ညောင်း